ဒီကနေ့ဇူလိုင်လတရက်နေ့မှာတော်လိုင်းရင်အင်အားစုတွေဘာတွေလှုပ်ရှားခဲ့တယ်လဲဆိုတာကိုစူးစီးထားတယ်။ CJ platform ရဲ့ဒီကနေ့ຫນွေဝစီစဉ်ကိုတင်ဆက်ပေးပါတော့မယ်။အနေဦးကြီးကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစတင်ဖို့တိုက်တွန်း ရေဘလူးတရင်ကခမရ303စကန်ကိုတိုက်ခိုက်သိမ်းပိုက်ဖားဆောင်တိုက်ပွဲမှာ PDF ရဲဘော်တအူကြာဆုံးပုံပြင်းမှာတော်လိုင်းပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တိုက်ပွဲဖြစ်အေယာဝရီတန်းအတွင်းကစစ်ကောင်စီရဲ့ဆေးရစပွဲမှုတွေကိုထုတ်ပြန်လာဟောင်းမလင်းမှာစစ်သားတအူမိသားစုနဲ့အတူအလင်းဝင် ABSDF ကအခြေခံစစ်ပညာသင်တန်းစင်ပွဲကျင်းပမင်းကုန်းကစစ်ကောင်စီစခန်းကိုတိုက်ခိုက်ခံရလေဦးသိ စင်ကုံချင်းကန်ရေးပါတီယုံကို စစ်ကောင်စီတပ်ကဘုံကျင်းမုံရသပိတ်ကောင်ဆောင်ကိုဝင်းမိုးနိုင်ဥပိုလ်ထောင်တွင်နှိပ်စက်ခံနေရရွှေကျင်နယ်ဝေါ်မှာစစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလေဦးသေးဆိုတဲ့သတင်းအပါအဝင်ဒီကနေ့ຫນွေဦးသတင်းစင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အမျိုးသားညညရေးအစိုးရအဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကဒီကနေ့ဇူလိုင်လ10ရက်နေ့မှာစစ်ကောင်စီရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကို ပြည်သူလူထုတရားလုံးကဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိသလို2008ဖွဲ့စည်းပုံကိုပယ်ဖျက်ပြီးဖြစ်တာကြောင့်သူတို့ရဲ့လုံရအားလုံးဟာဥပဒေမဲ့ဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီဟာဟန်မြငင်းချင်ရေးဆွေးနွေးပွဲတွေလုပ်နေချိန်မှာပဲတဖက်မှာလည်းငလင်တန်တဲ့ဒေသတွေအပါအဝင်နိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုတွေအတန်းဖက်မှုတွေဆက်တိုက်ကျူးလွန်နေတာကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်တယ်လို့ဦးနေပုံလက်ကပြောကြားခဲ့ပါတယ်။မွန်ပြည်ရင်းမြို့နယ်ကအာယုတောင်ကျေးရွာမှာရှိတဲ့ခမာယ303တပ်ဝင်တွေကစစ်ကောင်စီစခန်းကောင်တစ်ခုကို ရေဘလူးတပ်ရင်းကဒီမနက်9နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး45မိနစ်အတွင်းမှာတပ်စခန်းကို သိမ်းဆီးရရှိခဲ့တယ်လို့ရေဘလူးတပ်ရင်းကထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲအတွင်းမှာရေဘလူးတပ်ရင်းကတပ်သားတအုပ်ဖြစ်တဲ့ရဲဘော်ထမြင်မောင်ခါ အသေးလေးကြာဆုံးခဲ့ရတယ်လို့လဲဝန်နေစွာအသိပေးထားပါတယ်။ပြီးကြတဲ့ဇွန်လ26ရက်နေ့ကဂရင်းနီပြည်ဖားဆောင်မြို့နယ်မှာရှိတဲ့ဖားဆောင်မြို့ခလာရ134တရင်ကိုဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စကန်သိန်းတိုက်ပွဲအတွင်းဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်အမှတ်1138တရင်ကရဲဘော်ကျော်စိုးခဆိုင်မောင်အသက်40နှစ်ဟာပြည်သူ့အတွက်မြင့်မြတ်စွာအသက်ပေးလို့သွားခဲ့တယ်လို့ တရင်ကထုတ်ပြန်ထားပါတယ်။သတင်းတိုင်းတိုင်းပုတ်ပြင်းမျိုးနဲ့မှာပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကတော်လရင်ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကော့တောင်းခိုင်အမတ်သစ်တရင်ကသတင်းထုတ်ပြန်လာပါတယ်။ဗိုလ်တော်ကြီးရွာမှာအထိုင်ချနေတဲ့စစ်ကောင်စီတပ်တွေကချောင်းမွန်ကြီးရွာနဲ့ဝါရင်ကြီးပါကြကတော်လရင်ပူပေါင်းအဖွဲ့ရဲ့စစ်စေးကိတ်ကိုနှစ်ဖက်ညှက်တိုက်ခိုက်ခဲ့ရကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။တော်လရင်တပ်ဖွဲ့တွေဘက်က နှစ်ကြိမ်တိုင်တိုင်ပြန်လည်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့အောင်အတိအကျောက်ကိုတော့စုံစမ်းစစ်ဆေးနေစေလို့သိရပါတယ်။အေယာဝတီတိုင်တွင် စစ်ကောင်စီရဲ့ဆေးရဆွေးမှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအေယာဝတီအမှတ်29ဗျူဟာနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PNLF တို့ကဒီကနေ့ဇူလိုင်လ10ရက်နေ့မှာပူရဲထုတ်ပြန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။မေလ15ရက်ကနေဇွန်လ30ရက်အတွင်းစစ်ကောင်စီဟာရေကြီးမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်တွေမှာ ၊လေယာဉ် drone လက်နက်ကြီးတွေနဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့စစ်ရာဇဝဲမှုတွေကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလုပ်ရက်တွေကြောင့်ပြည်သူကိုသေဆုံးခဲ့ရပြီး20ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင် နေရှင်လုံးလဲဘုံထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။စကိုင်းတိုင်းဟောင်းမလင်းမြို့နယ်မှာတော့ခန်းဒီမြို့နယ်အခြေဆိုင်ခလာရ90နဲ့တရင်ကစကောင်စီတပ်သားတအူးဟာ ူရဲ့မိသားစုနဲ့အတူဟောင်းမလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုဒီကနေ့ဇွန်လလတရနေ့မှာအလင်းဝင်ရောက်လာခဲ့တယ်လို့ဟောင်းမလင်းပကဖကသတင်းထုတ်ပြန်ပါတယ်။တက်တွင်းအထောက်မညီမြမှုတွေပြည်သူလူထုအပေါ်မတရားနှိပ်စက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမခံရနိုင်တာကြောင့်ပြည်သူရင်ဝင်ခုံလုံလာတာဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ်နှစ်စစ်ကြောင်းမှာအမှတ်စဉ်တင်ပြဆောင်2025 အပတ်စဉ်ကိုအခြေခံစစ်ပညာသဏ္ဍာန်စင်မွေအခမ်းအနားကိုပြီးကနေ့ဇွန်လ25ရက်နေ့ကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒီအခမ်းအနားကို ABSDF ဒီယိုကထာမဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ ULAA, KIO, KIA, BBNLA တို့ကတာဝန်ရှိသူတွေနဲ့မိဘပြည်သူတွေတက်ရောက်ခဲ့ကြပြီးထူးခြားစွာသဏ္ဍာန်သားတွေကိုလည်းစုရီချီးမြှင့်ပေးခဲ့တယ်လို့ဆိုပါတယ်။စကိုင်းတိုင်းမင်းကွန်းဒေသ မင်းကောင်းတောင်ရွာနှင်ကပတ်တောင်ကျောင်းတိုင်မှာတက်ဆွဲထားတဲ့စက်ကောင်စီစခန်းကုန်းကိုဇွန်လ28ရက်နေ့ကယူနီကွန်းပျောက်ကြားတက်ဖွဲ့နဲ့ Normal Detect Township NMT တို့ကပူးပေါင်းပြီးအလေးအငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစက်ကောင်စီတပ်သား၄ဦးသေဆုံးပြီး၄ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ G3 လေးလံ MA1 နှစ်လက်နဲ့ခဲယမ်းပစ္စည်းတွေပါဝင်စခန်းကုန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ညစင်နာရဲ့ချိန်ကပြည်ကန်ဖြိုးပါတီရုံးကိုစစ်ကောင်စီက MiG 29ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ပြည်ဦးလင်ခရိုင်ပကပကသတင်းထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ပြည်ကန်ဖြိုးပါတီရုံးထိခိုက်ပျက်စီးခဲ့ပြီးပြည်သူတွေကတော့ထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။မန္တလေးအို့ဘိုအချင်းထောင်ကိုထောင်ပြောင်းရွှေ့ခံခဲ့ရတဲ့မုံရသမိတ်ကောင်းဆောင်ကိုဝင်းမောနိုင်ကိုထောင်တွင်းမှာအချင်းဦးစီးဌာနဝန်ထမ်းတွေက အကြမ်းဖက်မှုတွေလှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ကမောင်ရွာအကျဉ်းထောင်ကနေမန္တလေးအိုးဘိုအကျဉ်းထောင်ကိုပြောင်းရွှေ့လာစမှာကိုဝေမိုးနိုင်ကိုထောင်ရရှိတအူးကတန်တုံးနဲ့ဥတီရိုက်ခဲ့ရကနေအခြားနိုင်ငံရေးအကျဉ်းသားတွေကပါရိုက်နှက်ခံခဲ့ရတယ်လို့မြန်မာနိုင်ငံဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ့ PPNM ကဒီကနေ့ဇူလိုင်လ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကိုဝေမိုးနိုင်ဟာနှစ်ဖူးခွဲတန်ရာရပြီးသေထွက်လုံကသတိမေမျောသွားခဲ့ပေမယ့် ထောင်စည်းရုံပို့ဆောင်ကုသပေးခြင်းမရှိခဲ့ပဲသတိပြန်ရလာချိန်မှာတော့ခြေချင်းခက်ပြီးတိုက်ပိတ်ပြည်တံပေးထားတယ်လို့ PPNM ကဆိုပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့မှာဇွန်လ29ရက်နေ့နေ့လယ်ပိုင်းက KNU တပ်မဟာတုံးနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာရွှေကျင်မြို့နယ်ကခမာယ598တပ်ရင်းကိုလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ပါတယ်။ဒါအပြင်ဝေါ်မြို့နယ်တရဲသမိန်ကျေးရွာကစကောင်စီလက်နက်ကြီးပစ်တဲ့နေရာကိုလည်း စနိုက်ပါနဲ့ပြစ်ခတ်ခဲ့တယ်လို့ဘကိုးခိုင်ပကဖာကထုတ်ပြန်ပါတယ်။ဒီပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။အခုဖတ်ပြပေးခဲ့တဲ့သတင်းတွေကတော့ဇူလိုင်လ၁ရက်နေ့ညနေ၃နာရီထိ CJ platform ကစူးစီရရှိထားတဲ့နှွေဦးတွန်းလိုင်ရဲကမှတ်တမ်းများပဲဖြစ်ပါတယ်။ဒီစီဇန်လေးမှာသတင်းထည့်သွင်းဖော်ပြလိုတဲ့တွန်းလိုင်အင်အားစုတရင်တပ်ဖွဲ့တွေအဖွဲ့အစည်းတွေအနေနဲ့ ကျမတို့ရဲ့ CJ Platform Facebook Page Messenger ကနေလာရောက်ဆက်သွယ်ပေးပို့နိုင်ပါတယ်ရှင်။